ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ Anime Channel ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုလာရောက်တင်ဆက်ပေးချင်တာကတော့ကျွန်တော်တို့ဒီဘာမလို့တငယ်ချင်းကိုနဲ့မဖြစ်တဲ့လူတရားကိုကျွန်တော်တို့စာပို့လို့ရအောင် ပြုလုပ်တဲ့နည်းလေးပေါ့နော်အဲ့ဒါလေးရဲ့နောက်တစ်ခုကကျွန်တော်တို့ဒီဘာမလို့ဒီ Messenger မှာပေါ့နော် Messenger မှာကျွန်တော်တို့ကအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ကျွန်တော်တို့ဒီ block လိုက်မိတယ်ပေါ့နော် block ပြီးလို့ရှိရင်ကျွန်တော် block ရုံနဲ့မကောက်ကျွန်တော်တို့က delete နှိပ်ပြီးတော့ Messenger ကိုဖျက်လိုက်မိတယ်ပေါ့နော် delete ဘလောက်တယ်ဘလောက်ပြီးတော့ delete နှိမ့်လိုက်တယ်ဘောနော်အဲ့လိုလောက်လိုက်ရဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီလိုပြန်ရှာပြီးတော့ကြာကျွန်တော်တို့စာပို့လို့ရအောင်ပြုလုပ်တဲ့နည်းလေးပေါ့နော်အဲကျွန်တော်တို့ဒီ messenger မှာတချို့တွေဘလောက်လိုက်ရပေါ့နော်ဘလောက်လိုက်တယ်ဆိုလို့ရှိရင်တော့ဒါ delete မနှိမ့်လို့ရှိရင်တော့ဒါစာပြန်ပို့လို့ရပေါ့နော်ဒါ inbox လောက်ပြီးတော့စာပြန်ပို့လို့ရတယ်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘူးကျွန်တော် delete ပါဖြတ်လိုက်မိတယ်ပေါ့နော်အဲ့ account တစ်ခုလုံးဖြတ်လိုက်မိတယ်ဆိုလို့ရှိရင်အဲ့ဒါကိုပြန်ရှာပြီးတော့ကြာကျွန်တော်တို့စာပို့လို့ရအောင်လုပ်တဲ့နည်းလေးပေါ့နော် အဲ့ဒါလေးကိုလာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ Facebook တဲ့ကိုသွားလိုက်မယ်နော်အင်းဦးဆုံးကျွန်တော်လောက်ပြမှာတော့ကိုယ်နဲ့တကယ်ချင်းမဖြစ်တဲ့လူတရားကိုကျွန်တော်တို့ဒါစာပို့လို့ရအောင်ပေါ့နော်လောက်တဲ့နည်းလေးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာလူလေး၂ယောက်ရှိပါနော်လူပုံလေး၂ခုထပ်နေအဲ့ဒါကြောင့်တခြားနေလဲမယ်နေပြီးတော့ဒီမှာအကောက်တွေအများကြီးရအဲ့တန်းမှာမှကျွန်တော်တို့ကိုပြောချင်းတဲ့လူတရားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအဲဒီဒီမှာအကောက်တစ်ခုကျွန်တော်ရွေးလိုက်ပါမယ်နော် ပြီးပြီးလို့ရှိရင်ကျွန်တော်ဒီကနေ့ပြီးတော့ကျွန်တော်နှိပ်ဖို့မှာဆိုရင်ဒါသူ့စီကိုမရောက်ပါဘူးဘာဖြစ်လို့လဲသူ့ဘက်ကပိတ်ထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟုတ်ပြီဒါသူ့စီရအောင်ကျွန်တော်ဘယ်လိုပို့မလဲဆိုရင်ဒီဘက်ဘေးမှာဆက်ကလေးတွေရှိတယ်ပေါ့နော်ဆက်ကလေး30အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ဒီအောင်မှာကျွန်တော်တို့ ID နံပါတ်တွေရှိတယ်အဲ့ဒီ ID နံပါတ်တွေကိုကျွန်တော်တို့ကယူမှာဖြစ်ပါတယ်ဒီ copy လေးနှိပ်ပြီးတော့ကျွန်တော်ကျွန်တော်တို့ယူလို့မရပါဘူးနော်အဲ့ဒါဘယ်လိုဘယ်လိုယူမလဲဆိုရင်ကျွန်တော်တို့အဲ့ဒါလေးကိုစကွင်ရှော့ရိုက်ပြီးတော့ကျွန်တော်တို့ကဒါယူမှာပေါ့နော် စကွန်ရရပြီလို့ရှိရင်ကျွန်တော်တို့ကအလဲနဲ့ထွက်လိုက်မယ်ထွက်ပြီးတော့ကျင်ကျွန်တော်ဒီမှာကျွန်တော် Google အနေနဲ့ပေးထားကျွန်တော်တို့ဒါပါတာပြန်တဲ့ software လေး link ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနက copy link ယူလာတဲ့ဟာလေးကိုကျွန်တော်တို့ကအဲဒီ screenshot ရိုက်ထားတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မှာပေါ့နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာကျွန်တော်ဒါခန်းလေးတွေရှိတယ်ပေါ့နော်အဲ့ဒါ ID number လေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လက်ညှိုးလေးနဲ့ထောက်လိုက်ပေါ့နော်ထောက်ပြီးလို့ရှိရင်ကျွန်တော်ဒီဘေးမှာ copy ဆိုတာလေးကိုနှိပ်လိုက်ပါနော် copy နှိပ်ပြီးပါရင်ဒါကျွန်တော်တို့ copy လို့ copy name ယူပြီးပါရင်ပါနော်ယူပြီးပါရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ကိုယ့်ရဲ့ဒီပါပါနော်ဖုန်းထဲမှာရှိတဲ့ notebook ပါနော်အဲ့ဒီ notebook လေးတဲ့ကိုကျွန်တော်တစ်ချက်သွားရမယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ဘေးမှာအပေါင်းလက္ခဏာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်အောက်မှာဒီအောက်မှာပါနော် test ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ခုနက ယူလာတဲ့အဲဆော့ခွင်ရောရိုက်ပြီးယူလာတဲ့အဲအိုင်ဒီနံပါတ်လေးကိုပေါ့နော်အမှရိုက်ချလိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီအနောက်မှာကျွန်တော်တို့ကလက်လေးနဲ့ချက်ထောက်လိုက်ထောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအညာလေးကိုနှိပ်ပြီးမြင်းပြန်လေးပေါ့နော်ဒီမှာမြင်းပြက်ကလေးပေါ့နော်ဆလတ်ပေါ့နော်အဲဒါလေးကိုချလိုက်မယ်ချပြီးလို့ရှိရင်တို့ရဲ့အနောက်ကတော့လက်ညှိုးလေးနဲ့ထောက်လိုက်မယ်ထောက်ပြီးတော့ကျွန်တော်တို့အင်္ဂလိပ်စာလုံးမှာအသေးပဲရမှာနော်အကြီးကြီးလို့မြင် M M ရေးပြီးလို့ရှိရင်ဒီမှာအဆက်ကလေးချမယ်ပြီးလို့ရှိရင် M ပြီးလို့ရှိရင် e ပေါ့နော် m.me slab ပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအပေါ်မှာစစ်ဆွဲရလေးကိုနှိပ်လိုက်မယ်ဒီလိုဒီမှာမပေါ်ပျောက်သွားတယ်ဆိုရင်ဒီမှာအောက်မှာဒါလေးကိုနှိပ်လိုက်ပေါ့နော်ဒီမှာစာကြောင်းဖြူလေးဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာယူပြီးပါပြီယူပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာဒါလေးကိုထပ်ပြီးတော့နှိပ်လိုက်မယ်เนาะနှိပ် open ဆိုတာပေါ်လာမယ် open ဆိုတာလေးကိုထပ်နှိပ်လိုက်ပါเนาะ င်းလာလို့ရှိရင်သူရဲ့မက်ဆေ့ညာချက်ပေါက်ကကျွန်တော်တို့စီကိုကြားလာမှာဖြစ်ပါတယ်ကြားလာလို့ရှိရင်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်ပြီးတော့စာပို့မယ်ဆိုရင်အဲသူစီကိုတန်းပြီးတော့ရောက်ပါတယ်နော်ပိုက်ထားလဲမရဘူးပေါ့နော်ကျွန်တော်တို့ဒီမှာထည့်လိုက်ပြီးတော့ကျွန်တော်ကျွန်တော်နှိပ်လိုက်ပေါ့နော်ဒီမှာကျွန်တော်ဒီမှာ high လို့ပို့လိုက်ပေါ့နော်ဒါဆိုရင်သူစီကိုကျွန်တော်တို့ရောက်သွားရင်ဖြစ်ပါတယ်နော်နည်းနည်းလေးဒီအောင်မှာဆန့်လို့ပေါ်ပိုင်းရောက်ပြီပေါ့နော်ဒီမှာရောက်သွားပါပြီနော်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ နောက်တစ်ခုကကျွန်တော်ပါလဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောတယ်အဲဒီကျွန်တော်ရဲ့ comment မှာလာမေးထားတဲ့ညီလေးတယောက်ပေါ့နော်သူကတော့ဘယ်လိုပြောလဲဆိုလို့ရှိရင် Messenger မှာ block လိုက်တယ် block ပြီးတော့အပြင်ကိုကျွန်တော် block ပြီးတဲ့အပြင်ကိုကျွန်တော် delete ပါနှိပ်ဖြတ်မိတယ်ပေါ့နော်အဲ့တော့လမ်းစာပြောက်သွားတယ်အဲ့တော့ကျွန်တော်ဘယ်လိုပြန်လုပ်အောင်မလဲပေါ့နော်အဲ့ဒါအဲ့လိုဘယ်လိုပြန်လုပ်အောင်မလဲဆိုလို့ရှိရင်ခုလိုမျိုးပဲပေါ့နော်သူရဲ့ဒီ ID number ကို copy link နှိပ်လို့မရပါဘူးနော် တို့ရဲ့ ID နံပါတ်ကို subscription share ရဲ့ခုနကျွန်တော်ပြတဲ့အတိုင်းပဲကျွန်တော်ဒီ Google ကပေးထားတဲ့ဘာသာပြန် software လေးတွေကနေနှိပ်ပြီးတော့တို့ရဲ့ဒီ ID နံပါတ်ကိုယူလာယူလာပြီးတော့ကျွန်တော်ဒီမှာ m.me/ ဆိုတာကိုနှိပ်ပြီးတော့ဒါကျွန်တော်တို့သူ့စီကိုဒါစာပြန်ပို့လို့ရပါပြီเนาะ ဒါကျွန်တော်တို့ delete နိုင်ပလိုက်လဲဒါကျွန်တော်ခုလိုမျိုးနီးနဲ့မဆက်ပြန်ပို့ပြီးရှားပြီးတော့ပို့လို့ရပါတယ်เนาะဟုတ်ကဲ့ကျွန်တော်စီစဉ်ရဒီလောက်ပါခင်ဗျာမိတ်ဆွေများအားလုံးကိုထူပါကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးတွေကမိတ်ဆွေတို့တော့အကျိုးရှိတဲ့ပို့သူရရဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးအောက် subscribe ဆိုတဲ့နီအောင်စာသားလေးကိုမနှိုက်ခသင် subscribe ဆိုတဲ့နီအောင်စာသားလေးနှိုက်ခဲ့ပေးပြီးတော့ဘေးနားခေါင်းလောင်းလေးပေါ်လာရင်ခေါင်းလောင်းလေးပါတိတိကျကျတောင်းဆိုခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ